ဒုတိယကမ္ဘာစစ်ကာလအတွင်းအာဖရိကစစ်သည်9000လောက်ဟာဗမာပြည်ဒေသဖက်စစ်ဒေါ်လာရင်းစစ်မြေပြင်မှာမဟာမိတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်1943ခုနှစ်ကနေ1945ခုနှစ်ကမ္ဘာစစ်ကြီးပြီးဆုံးတဲ့ကာလအထိဗမာပြည်ဒေသဖက်စစ်ဒေါ်လာရင်းစစ်စင်ရေးတွေမှာအာဖရိကခြေလင်းတပ်မ3ခုနဲ့တီးခြားတပ်မဟာ2ခုတို့ဟာမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ် ဒီလိုအာဖရိကတပ်တွေဗမာပြည်စစ်မြေပြင်မှာပါဝင်လာရခြင်းဟာမဟာမိတ်တို့ရဲ့အရှိတအဝါရှာစစ်ဌာနချုပ်လက်အောက်မှာရှိတဲ့အမတ်၁၁ဗြိတိရှားတပ်မတော်အုပ်ကြီးရဲ့စစ်ဦးစီးချုပ်ဖြစ်သူဗိုလ်ချုပ်ကစ်ဖတ်ရဲ့တိုက်တွန်းမှုကြောင့်ပဲဖြစ်ပါတယ်။အနောက်အာဖရိကမှာတာဝန်ထမ်းဆောင်ခဲ့ပူးတဲ့ဗိုလ်ချုပ်ကစ်ဖတ်ဟာအာဖရိကစစ်သည်တွေကိုလေးစားတံပိုးထားသူဖြစ်ပြီးသူတို့ရဲ့အရေးချင်းနဲ့တိုက်ရိုက်ခိုက်ရေးကိုလည်းကောင်းစွာသိရှိထားတဲ့သူဖြစ်ပါတယ်။အနောက်အာဖရိကတပ်မတော်နှစ်ခုဟာ ဗြိတိရှစစ်တပ်ရဲ့ဖွဲ့စည်းပုံအတွင်းမှာရှိတဲ့တခြားဘဲတပ်ဖွဲ့နဲ့မှမတူတဲ့ထူးခြားချက်ကတော့တိုက်ခိုက်ရေးစစ်တီတွေအပြင် ပစ္စည်းတွေကိုထမ်းဖို့တည်ဆောင်ပေးတဲ့အထံသမားစစ်တီတွေနဲ့ပါပေါင်းဆက်ဖွဲ့စည်းထားတာဖြစ်ပါတယ်။အဲ့ဒီအထံသမားတပ်ဖွဲ့ဝင်တွေဟာတပ်ဖွဲ့အတွက်လိုအပ်တဲ့စစ်အသုံးဆောင်တွေနဲ့ရဲခါပစ္စည်းတွေကိုပါတဘာတည်းတည်ယူလာခဲ့တာဖြစ်တဲ့အတွက်တပ်မကြီးတစ်ခုလုံးဟာလွယ်ကူလင်းမြန်စွာရွေးရှားစစ်ကစားနိုင်ပါလေ။ဗမာပြည်ဒေသအစ်မြေပြည်ဟာအများအားဖြင့် တောင်းနဲ့တောင်းလမ်းတွေထူထပ်များပြားပြီးတော့လမ်းပန်းဆက်သွယ်ရေးလည်းခက်ခဲပါတယ်။ရှိတဲ့လမ်းတွေဟာဆိုရင်လဲမိုးရင်းကာလဆိုရင်သွာလာလို့မရတော့အောင်ရှုံလုံးတွေထူထပ်လေးရှိပါတယ်။ဒါအပြင်ဂျပန်တို့ရဲ့စစ်ဗျူဟာကလည်းမဟာမိတ်တပ်တွေကိုတိုက်ခတ်ရမှာတောင်းနဲ့တူတဲကနေထိုးပေါက်ဝင်ရောက်ပြီးမဟာမိတ်တပ်တွေရဲ့ရိတ်ခါနဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုဖျက်တောက်ပစ်လေးရှိပါတယ်။ဒါကြောင့်ဒီဗျူဟာကိုပြန်လည်တံပြန်နိုင်ဖို့အတွက်မဟာမိတ်တပ်တွေဘက်ကလည်း တမယိုးကြမြေပြင်ထောက်ပံ့ရေးနီးလန်းတွေအစားလေချောင်းကနေထောက်ပံ့ပေးတဲ့နီးပြူဟာကိုအသုံးပြုခဲ့ပါတယ်။လက်နက်ခဲယမ်းစီးဝါနဲ့ရိတ်ခါတွေကိုလီရင်နဲ့ချပီးတဲ့အခါတောနယ်တို့ရဲမှာပြန်ကျဲကြရောက်သွားလိမ့်ရှိပါတယ်။ဒီလိုပြန်ကျဲနေတဲ့ရိတ်ခါပစ္စည်းတွေကိုအာဖရိကတပ်မမှပါဝင်တဲ့အထံသမားတပ်ဖွဲ့ဝင်တွေဟာအလင်းအမြန်လိုက်လံစူးစီးပြီးရှီတန်းကမဟာမိတ်တပ်ဖွဲ့တွေစီဖြန့်ဝေပေးနိုင်တဲ့အတွက်ထောက်ပံ့ရေးလုပ်ငန်းစဉ်တွေမှာ အာဖရိကတပ်ဖွဲ့ဝင်တွေဟာအများကြီးအထောက်အကူဖြစ်ခဲ့ပါတယ်။အမတ်၈၁အနောက်အာဖရိကခြေလျင်တပ်မကို1943ခုနှစ်မတ်လတရနေ့ကနိုင်ဂျီးရီးယားမှာဖွဲ့စည်းခဲ့ပါတယ်။ဒီတပ်မဟာ1943ခုနှစ်ဇူလိုင်လ9ရက်နေ့မှာအနောက်အာဖရိကကနေတင်ပေါ်နဲ့စတင်ထွက်ခွာလာခဲ့ပြီးအိန္ဒိယကိုရောက်ရှိလာခဲ့ပါတယ်။1943ခုနှစ်ဒီဇင်ဘာလ8ရက်နေ့မှာဗမာပြည်ထဲကိုဝင်ရောက်ပြီး အာရကန်ဒေသမှာစစ်စင်ကြီးလှုပ်ဆောင်နေတဲ့ မတ်15အိန္ဒိယတပ်မကြီးရဲ့ကုကဲမှုအောက်မှာထားရှိခဲ့ပါတယ်။မေယူကျွန်းဆွယ်ကနေအမတ်15အိန္ဒိယတပ်မကြီးကဆက်လက်ထိုးစစ်ဆင်တဲ့အခါမှာအမတ်87နောက်အာဖရိကတပ်မဟာအမတ်15တပ်မကြီးရဲ့ဘဲတောင်ပံကနေကလတန်မြို့ဝန်းတစ်လျှောက်တာဝန်ယူတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီထိုးစစ်ကာလအတွင်းဂျပန်တို့ရဲ့ခုခံတိုက်ခိုက်မှုကြောင့်အမတ်87အနောက်အာဖရိကတပ်မဟာစစ်တကောင်းဒေသကိုပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။1944ခုနှစ် စက်တင်ဘာလမှာအမတ်87အနောက်အာဖရိကတပ်မကို ပြန်လည်စုဖွဲ့ခဲ့ပြီး1944ခုနှစ်နောက်ပိုင်းအာရဂန်ဒေသစစ်ဆင်ရေးမှာတော့ကလဒန်မြေဝန်းအတိုင်းဒုတိယအကြိမ်ခြိတက်တိုက်ခိုက်ခဲ့ပါတယ်ဒီဒီကြိမ်ခြိတက်ရာမှာတော့အမတ်87အနောက်အာဖရိကတပ်မနဲ့ပူးပေါင်းမိပြီးမြောက်ဦးမြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြပါတယ်အမတ်87အနောက်အာဖရိကတပ်မဟာဗမာပြည်ဒေသထဲမှာဆနလကြော်ကြအောင်စစ်စင်ရေးတွေလှုပ်ဆောင်ခဲ့ရပါတယ် 1945ခုနှစ်မတ်လ18ရက်နေ့မှာဗမာပြည်ကနေအိန္ဒိယကိုပြန်လည်ထွက်ခွာခဲ့ပါတယ်။အဲဒီနောက်မလေးကျွန်းဆွယ်ကိုထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက်အမတ်34အိန္ဒိယတပ်မကြီးရဲ့လက်အောက်မှာဆက်လက်တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ကဘာစစ်ကြီးပြီးဆုံးသွားတဲ့နောက်ပိုင်း1945ခုနှစ်နောက်ပိုင်းကစပြီးအမတ်87အနောက်အာဖရိကတပ်မကိုဖျက်သိမ်းခြင်းလုပ်ငန်းစဉ်တွေစတင်လှုပ်ဆောင်ခဲ့ပြီး1946ခုနှစ်မေလအရောက်မှာတော့အပီးဖျက်သိမ်းခဲ့ပါတယ်။ အမတ်80နှစ်အနောက်အာဖရိကခြေလျင်တပ်မကို1943ခုနှစ်ဩဂုတ်လတရနေ့ကနိုင်ဂျီးရီးယားမှာဖွဲ့စည်းခဲ့ပါတယ်။ဒီတပ်မဟာ1944ခုနှစ်မေလ28ရက်နေ့မှာအနောက်အာဖရိကကနေထွက်ခွာလာပြီး1944ခုနှစ်ဇူလိုင်လ10ရက်နေ့မှာအိန္ဒိယကိုရောက်ရှိခဲ့ပါတယ်။ဒီတပ်မကိုစတင်ဖွဲ့စည်းချိန်မှာတပ်မဟာအုပ်စု3ခုအနေနဲ့ယာယီဖွဲ့စည်းထားခဲ့ပေမဲ့1944ခုနှစ်အောက်တိုဘာလမှာ စံနှုန်းပြစ်တက်မှဖွဲ့စည်းပုံအတိုင်းပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။အမှတ်80နှစ်နောက်အာဖရိကခြေလျင်တက်မှဟာ1944ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာဗမာပြည်အတွင်းကိုဝင်ရောက်ခဲ့ပြီးနိုဝင်ဘာလ10ရက်နေ့မှာ အမှတ်15အိန္ဒိယတက်မှကြီးလက်အောက်မှာပူးပေါင်းခဲ့ပါတယ်။ဒီတက်မှဟာကလဘန်းစင်းမြစ်အတိုင်းခြေတက်လာခဲ့ပြီးမြောက်ဦးမြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။အမှတ်80နှစ်အနောက်အာဖရိကခြေလျင်တက်မှဟာ 1944ခုနှစ်ဧပြီလကုန်အထိအာရဂန်ဒေသမှာစစ်စင်ရေးတွေလှုပ်ဆောင်ခဲ့ပါတယ်1945ခုနှစ်ဧပြီလ30ရက်နေ့မှာ အမတ်ဆန်ကအိန္ဒိယတပ်မကြီးရဲ့ကိုကဲမှုအောက်ကနေအရှိတောင်အာရှမဟာမိတ်ကြီးတပ်များဌာနချုပ်ရဲ့ကိုကဲမှုအောက်ကိုရောက်ရှိသွားပြီးတော့ဗမာပြည်ဒေသထဲမှာဆက်လက်လှုပ်ရှားခဲ့ရပါတယ်အမတ်80နှစ်အနောက်အာဖရိကချီလီယန်တပ်မဟာကဘာစစ်ကြီးပြီးဆုံးသွားတဲ့နောက်ဗြိတိရှဗမာပြည်စစ်ဌာနချုပ်ရဲ့တပ်မတစ်ခုအနေနဲ့ 1946ခုနှစ်မေလမတိုင်ခင်အထိဗမာပြည်ဒေသထဲမှာဆက်လက်ရှိနေခဲ့ပြီးတဲ့နောက်တပ်ဖွဲ့ကိုဖျက်သိမ်းခဲ့ပါတယ်။အမတ်၁၁အရှေ့အာဖရိကချီလီယန်တပ်မကို1943ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့ကအရှေ့အာဖရိကမှာဖွဲ့စည်းခဲ့ပါတယ်။အမတ်၁၁အရှေ့အာဖရိကချီလီယန်တပ်မဌာနချုပ်ဟာ1943ခုနှစ်မေလမတိုင်ခင်ကာလမှာတီဟိုကျွန်းမှာအခြေစိုက်တဲ့အမတ် အရှေ့အာဖရိကတပ်မဟာတခုတည်းကိုပဲစတင်ကိုကဲခဲ့ရတာဖြစ်ပါတယ်။ကြံရှိတဲ့တပ်မဟာတွေကတော့1943ခုနှစ်ဇွန်လမှာမှတီဟိုကျွန်းကိုရောက်ရှိလာခဲ့ကြပါတယ်။တပ်မတစ်ခုလုံးဟာအဲ့ဒီလမှာပဲတီဟိုကျွန်းကနေထွက်ခွာလာခဲ့ကြပြီးအိန္ဒိယပြည်အင်ဖာအခြေစိုက် အမှတ်33တပ်မကြီးရဲ့တပ်မတစ်ခုအနေနဲ့ဇူလိုင်လ23ရက်နေ့မှာဗမာပြည်ဒေသတွေကိုဝင်ရောက်ခဲ့ကြပါတယ်။ဒီတပ်မဟာ 1944ခုနှစ်စစ်စင်ရေးကာလအတွင်းမှာကဘောဂျိုင်ဝမ်တစ်လျှောက်ချီတက်တိုက်ခိုက်ခဲ့ကြပါတယ်။အေယာဝတီမြစ်ကိုရောက်ရှိလာခဲ့ပြီးတဲ့နောက်မဟာမိတ်တပ်ဖွဲ့တွေမြစ်ကိုဖျက်ကူးနိုင်မဲ့နေရာတွေကိုတိုက်ခိုက်သိမ်းပိုက်ပြီးခြေကုပ်ယူတက်ဆွဲထားနိုင်ခဲ့ပါတယ်။အမတ်၁၁အရှေ့အာဖရိကခြေလင်တပ်မကို1944ခုနှစ်ဒီဇင်ဘာလအထက်မှာရှေ့တန်းစစ်မြေပြင်ကနေပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။အဲဒီနောက်အရှေ့တောင်အာရှမဟာမိတ်ကြီးတပ်များဌာနချုပ် ဆက်သွယ်ရေးလမ်းကြောင်းဌာနရဲ့ကိုယ်ကဲမှုအောက်မှာဗမာပြည်ဒေသတွေဆက်လက်လှုပ်ရှားခဲ့ရပြီး1945ခုနှစ်ဧပြီလ9ရက်နေ့မှာတော့အိန္ဒိယကို ပြန်လည်ထွက်ခွာခဲ့ပါတယ်။ဒီတပ်မ3ခုအပြင် အရှေ့အာဖရိကတပ်မဟာ2ခုကိုလည်းဗမာပြည်ဒေသတွေကိုဆေးလုခဲ့ပြီးတပ်မလက်အောက်ခံမဟုတ်ပဲတီးခြားတပ်မဟာတွေအဖြစ်လှုပ်ရှားစေခဲ့ပါတယ်။အမှတ်20နှစ်အရှေ့အာဖရိကချီလင်တပ်မဟာဟာအာရဂန်ဒေသမှာအမှတ်15အိန္ဒိယတပ်မကြီးနဲ့အတူ ိုက်ခိုက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ဒီတမဟာအနေနဲ့ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နောက်ဆုံးချီတက်တိုက်ခိုက်မှုတွေမှာပါဝင်ခဲ့ပြီးတခါတရံမှာ MN26 အိန္ဒိယတပ်မနဲ့ MN80 နဲ့အနောက်အာဖရိကတပ်မတို့ရဲ့ကုကဲမှုအောက်တွေမှာလည်းဝင်ရောက်တိုက်ခိုက်ခဲ့ရပါတယ် MN28 အရှေ့အာဖရိကချီလင်တပ်မဟာဟာ MN4 တပ်မကြီးရဲ့ကုကဲမှုနဲ့ဗမာပြည်အလဲပိုင်းဒေသမှာပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဒီတပ်မဟာအနေနဲ့ Operation Extended Capital လို့ခေါ်တဲ့စစ်စင်ရေးမှာအဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပြီးကံကောဂျိုင်ဝမ်တလျှောက်ဥဆောင်ချီတက်ပြခြင်းအပြင်အဓိကတိုက်ခိုက်ရေးတပ်မကြီးဖြစ်တဲ့အမတ်ခုနှစ်အိန္ဒိယတပ်မကိုဂျပန်တွေအာရုံမစိုက်မိအောင်ပြုလုပ်နိုင်ခဲ့ပါတယ်။ဒါအပြင်အဓိကတပ်မကြီးအေယာဝတီမြစ်ကိုဖျက်ကူးနေတဲ့အချိန်မှာဂျပန်တွေကိုအာရုံလွှဲဖို့အတွက်အမတ်28အရှေ့အာဖရိကတပ်မဟာအနေနဲ့လည်းအယောင်ပြမြစ်ကိုဖျက်ကူးခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်ဒီလိုအယောင်ပြစစ်စင်ရေးတွေပြုလုပ်ခဲ့ရတဲ့အမတ်28အရှရှေ့အာဖရိကတပ်မဟာဟာဂျပန်တို့ရဲ့အဆက်မပြတ်ခုခံတိုက်ခိုက်မှုကိုရင်ဆိုင်ခဲ့ရပါတယ်ဒါပေမဲ့ယူဂန်ဒါတန်ကန်ယီကာဆိုမာလီစတဲ့အာဖရိကသားစစ်သည်တွေဟာအသက်ကိုပဓာနမထားဘဲရွရွချွန်ချွန်တိုက်ခိုက်ခဲ့ကြပြီးရန်သူရဲ့တိုက်ခိုက်မှုတွေကိုတွန်းလှန်နိုင်ခဲ့ကြပါတယ်ဒီအမှတ်28 အရှေ့အာဖရိကတပ်မဟာဟာဗမာပြည်ဒေသဖက်စစ်တော်လှန်ရေးစစ်မြေပြင်မှာဝင်ရောက်တိုက်ခိုက်ခဲ့ကြတဲ့အရှေ့အာဖရိကတပ်မဟာ၅ခုထဲမှာအထူးအခက်အကြဆုံးအများဆုံးတပ်ဖွဲ့လည်းဖြစ်ခဲ့ပါတယ်ဒီကနေ့မှာတော့အာဖရိကတိုက်စီကနေကျွန်တော်တို့ရဲ့ဒေသအထိလာရောက်ခဲ့ကြပြီးဗမာပြည်ဒေသဖက်စစ်တော်လှန်ရေးအတွက်တိုက်ခိုက်တိုက်ပွဲဝင်ခဲ့ကြတဲ့အသက်ပေးဆွန့်လွတ်သွားခဲ့ကြတဲ့အာဖရိကတိုက်သားမဟာမိတ်စစ်တီများအကြောင်းကိုအောက်မေ့ဂုဏ်ပြု တင်ဆက်လိုက်ရပါတယ်နောက်တစ်ပတ်တွင်မှလည်းဆက်လက်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ